ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်26ရက်6လ2025ကနေ9ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေအဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အဲကောင်းလာလေးအစပြောကြပါတော့ဗျာနော်အဲ့တော့ထီကန်ဆမ်းမဲ့ဝါသနာပါတယ်ဆိုတော့သူတွေရှိလို့ရှိရင်ပေါ့လေအဲထီကနာလေးကျွန်တော်ယူပေးပါမယ်ဗျာနော် ေါ်တော့လေတယောက်တော့ပေါ့နော်အဲ့တော့ထိုးမယ်ဆိုလို့ရှိရင်လေဒီကလာမှာအကောင်းဆုံးကတော့အဲ၄ဆ၃ဆုံးဆိုတဲ့ကနော်လေးထိုးဒုမဟုတ်သူက၅ဆ၃ညဆုံးဆိုတဲ့ကနော်လေးပေါ့လေဒုကမြဒုကထိုးကြည့်ပါဗျာနော်အဲကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြေအဝရလာပါလိမ့်မယ်နော်ဟုတ်ပြီအလောက်ကန်နဲ့စပြီးပြောကြပါစို့အဲတနင်္လာသားသမီးတွေဒီတပတ်တာကာလမှာလေအဲပြောရမှာလဲအားရောခဏနာပဲဗီဒီယိုမျက်နှာပဲကြည့်ပြီးပြောချင်တော့ဟိုလက်ရှိလောက်ရဲ့အလောက်ကိုလေစိတ်တိုင်းမကြဘူးဖြစ်နေလိမ့်မယ်ဗျာတိလားဟိုမနဲ့မိုးလင်းတာနဲ့လေအလောက်သွားချင်နေမရှိတော့ဘူးဖြစ်နေလိမ့်မယ် ်သွားလေအလုပ်ကိုလည်းအားမရဘူးဗောလေအလုပ်လည်းသွားချင်သေးမရှိဘူးဖြစ်လာလိမ့်မယ်ဆိုတော့လက်ရှိလောက်ကနေထွက်ချင်ပြောင်းချင်ရွှေ့ချင်တဲ့စိတ်တွေတအားတအားပေါ်လာတတ်တယ်နော်အဲ့ဒါအမှန်တရားဗောလေကျွန်တော်ဗီဒီယိုမျက်နှာပဲကြည့်ပြီးပြောတာဖြစ်တဲ့တော့နားလည်ပေးပါအဲ့တော့တချို့ကကျတော့စိတ်မထင်တဲ့တော့ဗာဖြစ်လဲဆိုတော့ကိုယ့်အကိုအလုပ်ထွက်တယ်တချို့ကကျတော့အလုပ်အစ်စ်မပြောလို့ဆိုပြီးအလုပ်အထုတ်ခံတတ်တယ်လို့ခေါ်တယ်ဗျတချို့ကထွက်တာနဲ့ထုတ်တာအဲ့နှစ်ခုကတစ်ခုသွားဖြစ်တာမျိုးလေးတွေကျောင်းဝတ်တတ်တယ်အဲ့တော့အကြံပေးချင်တာကအကယ်၍တို့မထုတ်ဘူးဆိုရင်တော့ကိုယ့်ရဲ့ဟိုဟာစိတ်မှာဖြစ်နေတဲ့ဟာလေးကိုခဏလောက်တည်ငြိမ်ခံပြီးတော့ဗောလေမထွက်ပါနဲ့အောင်နော် ွက်လို့မကောင်းသေးဘူးထွက်လိုက်လို့ရှိရင်နောက်အလုပ်တစ်ခုအလွယ်တကူရှာလို့မရတာမျိုးတွေတွေဖြစ်တယ်လို့တိတ်မကြပါဘူးအရှင်းလာမဲ့အချိန်လေးတွေမှာကောင်းမွန်ကံလေးတွေကထိုင်ဆောင်နေပါတယ်အဲ့ကာလကြာရင်ပြောင်းရင်ပြောင်းရွှေ့ရင်ရွှေ့ဆိုပြီးကျွန်တော်ပြောမှဖြစ်တဲ့တော့ဒီကာလမှာတော့ဘလို့အကြောင်းကြောက်ပဲဖြစ်ဖြစ်လက်ရှိအလုပ်နေရာထိုင်ခဲ့ရနေပြောင်းရင်ရွှေ့ရင်တွေခဏလောက်သိခံပေးပါလို့ကျွန်တော်အကြံပေးခြင်းနေဗျာနော်အာထပ်တလဲလဲမှာလားတချို့ဟိုဟာမထွက်မဖြစ်ထွက်ရတဲ့အနေအထားမျိုးတွေအာအထောက်ခံတဲ့အနေအထားမျိုးတွေဒါတွေကတော့ကိုကလိုက်ပြီးတော့ပြောင်းလဲလို့မရဘူးဖြစ်တဲ့တော့ဒါတော့လက်ခံပါလေဒါကတော့ကံတရားပါနော် တော့ကိုစိတ်နဲ့ကိုကတော့မထွက်ပါနဲ့လို့ပဲအကြံပေးပြရစီနော်ကိုပိုင်စီဝါးရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေထဲမှာလေအဲဒီကလာငါဖြစ်နိုင်လို့ရှိရင်အယောင်းဝယ်တွေပါလှုပ်တဲ့အခါမှာပေါ့လေသူကအဝတ်ထည်ထိဖိနှံအထည်လေးတွေရောင်းဝယ်တဲ့ပြင်ရွှေပါတွေဒူးစေကျင်တယ်ဗျရွှေကျင်တာတို့ရွှေဒူးတာတို့အဲ့လုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုအယံချိုးပေးတာသူကဟိုတက်ထုတွေပေါ့လေတွင်းထပ်ပစ္စည်းတွေဒူးဖို့အဲကိစ္စတွေလှုပ်တဲ့အလူတွေအဲ့လိုကမှယင်းနီမြောင်းနေတဲ့သူတွေဆိုရင်တော်တော်လေးအားကောင်းတယ်ဒီကနေ့မှရွှေတွေပါတွေ့တဲ့သူတွေဆိုရင်ရွှေကြောတွေပါရရတယ်တွေ့ရတယ်ဆိုတဲ့အနေထားမျိုးတွေအားစကျုံကပိုင်ဆိုင်ရလိမ့်မယ်နော် ော်တော်လေးအားကောင်းပါတယ်ရှစ်ပုံရှစ်ကံကြီးမာတဲ့သူတွေဆိုဒီကာလမှာရွှေတဲ့ပစ္စည်းတွေပါတွေဝင်နေဆိုတဲ့အနေအထားတွေပါဖြစ်လာလိမ့်မယ်ဝင်လဲအဝင်တော်ပါတယ်ဗျာနော်ဆိုတော့အဲ့ဒါလေးလောက်ပါရွှေအယောင်းဝယ်လုပ်လို့ရတယ်ပြီးတော့ရေသန့်ရောင်းတာရေထောက်ကုန်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားတဲ့ကိစ္စတွေကလည်းဒါအကျိုးပေးတဲ့အတွက်နော်အဲ့ထက်တမှရင်းနှီးမြှုပ်နှံပြီးလုပ်မယ်ဆိုတော့တော်တော်လေးအားကောင်းပါတယ်ဗျာနော်အတခုရှိတဲ့ဒီကာလမှာလေအဲတနင်္လာသားသမီးတွေပေါ့လေအာအိမ်ပြင်အိမ်ဆောက်တာလေးတွေတော့လုံးဝမလုပ်ပါနဲ့နော်မသိတော့လို့ပါပတ်စံရအိမ်ဒီပါတွေမဝယ်ပါနဲ့အဝင်မတော်ပါဘူးနော် အဝေကျင်သဘာဆိုရင်တော့အိမ်ဆိုတဲ့ခါမှာသူကဟိုလုံချင်းအိမ်တွေကိုပြောချင်းဖြစ်တယ်ဟိုတိုက်ခန်းတွေဘာတွေကတော့ဝေကျင်သဘာဆိုတော့ဘွယ်ပေါ့လေအဝင်တော်တဲ့ထဲမှာတော့ပါတယ်ဒီအိမ်ကတော့အဝင်မတော်ပါဘူးเนาะပြီးတော့မြေတွေဘာတွေဝယ်မယ်ဆိုလဲဝယ်ပါအဝင်တော်ပါတယ်ဗျာเนาะမြေဆိုတာလူတွေနဲ့မြေကိုဝယ်လို့ရတယ်သို့တော့ခြံတွေဘာတွေတော့မဝယ်ပါနဲ့ခြံဆိုတာအပင်ဆက်တဲ့ခြံတွေဘာတွေဒီကလာမှာအဲ့ဒါအဝင်မတော်သေးပါဘူးဗျာเนาะအဲ့ဒါလေးတော့သိစေချင်ပါတယ်ကျမိုင်းနဲ့ပတ်သက်လို့ရှိရင်တနင်္လာသားသမီးတွေကျမိုင်းနှစ်ချက်ဖြစ်မယ်နော်အဲပထမတစ်ချက်ကဘာဖြစ်တယ်လဲမေးလို့ရှိရင်လေအဲဘယ်လိုပြောမလဲ လေနဲ့ပတ်သက်တဲ့ယောဂလေးတွေဒီကုလုံးမှာရှောက်သွားနေကြတယ်เนาะအလေထိုးလေရောက်တယ်လေတဆုပ်ဖြစ်တာမျိုးလေးတွေပေါ့လေအသက်ရွယ်ကြီးနေတဲ့လေတွေဘာတွေဖြစ်တာမျိုးလေးတွေကြုံရတတ်တယ်အဲ့ဒါအမြင်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေပေါ့လေနာကျင်ကြိုက်ခဲနေတာအကြောအချင်းတွေနာတာကြိုက်တာတချို့ကတော့ခါးနာပြီးတော့ကြောက်ကနေပတ်သက်တာအဲ့ဒါမျိုးလေးတွေသွားဖြစ်တယ်ဒါပေမဲ့တကယ်တကယ်အဖြစ်လေဘလိုပဲဖြစ်ဖြစ်ကျွန်တော်ကခန္ဓာကိုယ်မှာဖြစ်တဲ့ကျန်းမာရေးကုလို့ရတယ်အဲ့စိတ်ပူတာကစိတ်မှာဖြစ်တဲ့ကျန်းမာရေးပဲအဲတနည်းအားသာသမီတွေဒီကာလမှာမနှက်မုန်လေးအဲ့ရထားမျက်လုံးလေးနှလုံးပူနေတယ်စိတ်တွေကမကြည်ဘူးဖြစ်နေတယ်စိတ်တွေလေးနေသလိုဖြစ်နေတယ် ဟိုလက်ရှိအလုပ်တဲ့အလုပ်တွေလက်ရှိနေတဲ့အိမ်ဒီမှာလည်းမနေကျင်တော့ပဲနဲ့တနေရရာကိုပြောင်းကျင်လာရင်ထွက်ကျင်တဲ့စိတ်လေးတွေပေါ်တတ်တယ်ပုံမှန်မြင်နေတွေ့နေကြစကားလေးတွေဟာအစားပေါ့လေဘယ်လိုပြောမလဲကိုယ့်မျက်စိထဲမှာစိတ်တိုင်းမကြဘူးဒေါသထွက်လွယ်ကျင်နေသလိုဖြစ်နေတယ်တခုခုပောက်ပွဲလွယ်ကျင်နေတာမျိုးလေးတွေအစားသွားဖြစ်နေတာမျိုးလေးတွေကြုံရတော့တယ်လေအဲ့ဒါစိတ်နဲ့ပတ်သက်တဲ့ယောဂါပို့ဆိုတယ်အဲ့တော့ဘာသာရေးတော့ဖိဖိစီစီလေးလုပ်ပေးပါလို့အကြံပေးခြင်းနဲ့နော်အဒီကလာမှာဖြစ်နိုင်လို့ရှိရင်လေငယ်ရတဲ့သူတွေဆိုရင်ပညာသင်ရထက်တဲ့ဂိမ်းရှိတယ်ပညာရှိတဲ့ပတ်သက်ပြီးအမှန်အားကောင်းတယ်နော် တင်ပြအောင်တင်မတင်နာအတ္တိထက်တာရဲဆောင်ဝဲဖြစ်ရင်လည်းထူးထူးချင်းချင်းကိုဂုံနူးနဲ့ပါအောင်တတ်တယ်ဆိုတဲ့အနေထားဖြစ်တယ်။အဲ့ဒါပညာသင်ရင်အဲ့လိုအားကောင်းတဲ့အချိန်မှာကျွန်တော်ခုနကပြောတဲ့စိတ်လေနေတဲ့စိတ်ကိုမထမ်းချုံနိုင်တဲ့အခါမှာပညာကြီးတပိုင်းကျသွားဖြစ်တတ်တယ်။အဲ့ဒါကကံနဲ့မဆိုင်ဘူးနော်ကိုယ်စိတ်မှဖြစ်တဲ့ကိစ္စ။အဲဆောင်ဝဲရသွားဖြစ်အောင်မယ်ဂျိုးသားရင်ဂျိုးသားတော့ထုံးပါမယ်ဆိုတဲ့ကိစ္စမှာပါတဲ့တို့ကကိုယ်ပကဝရိယအားလေးထည့်ဖို့ပဲလိုပါတယ်နော်။အသက်ရွယ်ချင်းတဲ့သူတွေဆိုရင်တော့ဒီကလာမှာရုပ်ရည်ရိတ်တာတွေပါတယ်ဝင်ရတတ်တဲ့အနေထားဘာသာရေးနဲ့ပတ်သက်ပြီးတော့နော်ဟိုဟာ ဖျားနေចောင်းဆောင်စသည်အဖြစ်ပေါ့လေအဲအဲ့ဒီမှာပါဝင်လူဒန်းဟာမျိုးလေးတွေကစာကြုံရတတ်တယ်ဗျာနော်တော်တော်လေးအားကောင်းပါတယ်လွတ်ပြအောင်လုပ်ပါအခမသိအောင်ပုပ်ကူပုပ်ကူမြတ်တွေနဲ့စုံစည်းရတတ်တယ်တရားသူတရားမြတ်လေးတွေရရှိပိုင်ဆိုင်တတ်တယ်ဆိုတဲ့အနေထားမှာပါတဲ့အတွက်ဘာသာရေးဖြစ်ပစီစီလုပ်ပါလို့အကြံပေးပြရစီနော်ငွေကြေးနဲ့ပတ်သက်လို့ရှင်တော့တနင်္လာသားသမီးတွေဒီတစ်ပတ်လာကာလမှာငွေကြေးကန်လေးတွေကအကောင်းလေးတွေရောအဆိုးလေးတွေရောရောနေတယ်ဗောလေမကောင်းလည်းမဟုတ်ဘူးကောင်းလည်းမဟုတ်ဘူးတေချာတာတခုကတော့သူကလက်မပိတ်ဘူးဒါပေမဲ့လေ ့ပတ်စံဝင်ပြီးလို့ရှိရင်မနက်ဝင်ပြီးဆိုညနေမရှိတော့ဘူးပြန်တွက်ရင်ဓာတ်ကိုစီးနေလိမ့်မယ်အဓိကတော့ကိုတယောက်တည်းကိုယ့်ရဲ့ကိုချိုးကြောင့်တုံးဆွဲလို့ကုံတာမျိုးမဟုတ်ဘဲနဲ့မိသားစုအိုးရင်နေရာထိုင်ခင်းပေါ့လေအဲအဲ့အရာတွေကိုအကြောင်းပြုပြီးတော့ငွေကုန်ချိကြများတဲ့ကာလလို့ခေါ်တော့လေဟာလက်ကြည့်လိုက်လို့ရှိရင်ကို့မှာကိုပဲရှိတယ်ကြောပဲရှိတယ်ပေါ့လေကို့မိခုံတွေတဲ့သူတွေအများကြီးစတဲ့အဖြစ်ဓာတ်တွေကိုအကြောင်းပြုပြီးတော့ငွေကုန်ချိကြလေးတွေများတတ်တယ်ဆိုတဲ့အနေထားဖြစ်တယ်အဲရတဲ့ပတ်စံလေးဒီကလာမှာငွေအစုလိုက်ပုံလားရထတဲ့ကိန်းရှိတယ်ရတဲ့ပတ်စံလေးတွေမမြဲဘူးပေါ့လေခဏလောက်ကင်ပြီးတော့ပြန်ထွက်သွားတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တတ်တယ် အဲ့တော့ပတ်စံတွေဘာတွေစုကျင်နေဆောင်းကျင်နေမြဲကျင်နေဆိုရင်ရွှေတွေဘာတွေလောက်ပါဗျရွှေတွေဘာတွေဒီအပတ်ထဲမှာဝင်တဲ့ကိန်းရှိတယ်ဝင်လဲအဝင်တော်တယ်ဆိုတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်လောက်ပါလို့ပဲအကြံပေးခြင်းနဲ့နော်အခြေအနေအောင်နဲ့ပတ်သက်လို့ရှိရင်တော့လေအဲဒီတစ်ပတ်ကာလမှာပြောရတော့အားနာတယ်ဗျပထမဆုံးတစ်ချက်ကကိုယ့်ရဲ့စိတ်ကပေါ့လေစိတ်တွေမကြည်ဘူးလို့ကျွန်တော်ခုနပြောတာ哦စိတ်တွေလေးနေတယ်စိတ်တွေလေးနေတယ်ဆိုတော့ဟိုချစ်သူအိမ်တော်မှရှိလို့ရှိရင်လေကိုကပြဿနာရှာခြင်းနေတယ်ဗျ तू ကဘာပဲပြောပြောကိုကလေအမြင်မကြည်ဘူးဆိုတာမျိုးလေးတွေဖြစ်လာလိမ့်မယ် ကိုယ်စိတ်ထဲမှာတခုခုကိုစိတ်ရှုပ်ခတ်နေတယ်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အမျိုးသားလေးဆိုရင်ဒီကာလမှာအိမ်မှာမနေခြင်းမနဲ့အပြင်မှာပဲအလေလိုက်ပြီးတောက်စားမှုရတိစိတ်တွေဆိုရင်မထိန်ချုံနိုင်ပဲနဲ့ကီတီဗီမှာဆက်စားတီရပြီးဒါမျိုးတွေကအစားသွားပြီးတော့ပြဿနာတွေအများကြီးဖြစ်တတ်တယ်အမျိုးသမီးတွေဆိုလို့ရှိရင်ဒီကာလမှာဟိုချစ်သူယောက်ျားလေးကဘာမှမလုပ်ဘူးဆိုတော့မှာပေါ့လေကိုကပူပူညံညံစူးစူးညံညံလေးတွေဖြစ်ပြီးတော့တိတဲ့အတိုင်းအဲအဲ့လိုမျိုးလေးတွေပြောတတ်တဲ့အထက်မှာပါလာလိမ့်မယ်ရန်ဖြစ်ချင်နေတယ်လို့မျိုးဖြစ်နေတတ်တယ်အဲ့တော့အဲ့စိတ်ကြောင့်အခြေအိမ်တော်ကြီးပြဿနာလေးတွေအများကြီးဖြစ်တတ်တယ်အဲကွဲတာပြတ်တာလေးတွေကအစားထားလောက်ကြုံတာမျိုးလေးတွေကအစားကြုံဝမ်းတတ်တော့ သတိထားပါအောင်လို့ကျွန်တော်အကြံပေးခြင်းနဲ့အထူးသဖြင့်ချစ်သူအဲ့နော်ဘက်ကတနင်္ဂနွေတာသမီတို့နော်ဗုဒ္ဓဂူတာသမီတို့ဆိုရင်ပို့ဆိုးတာပေါ့လေဂယုဆိုင်ပါဒါပေမဲ့တကယ်အပြင်တနင်္ဂနွေဘုတ်တခုရောအင်္ဂါရောပါတယ်ဗျအဲ့နေ့နေ့လေးသုံးခုကဒီတပတ်ကာလမှာကို့ဘက်ကကြည့်မို့ကို့စိတ်တော်ကပြေးတယ်လို့ခေါ်တယ်နော်အဲတခုခုလုံမဲ့ကြိုင်မဲ့ဆိုတော့စနေတန်သမီးကိုအကြံဉာဏ်ယူပါအကူအညီယူပါအဲသူတို့စီကအကြံဉာဏ်အကူအညီလေးတွေကကို့အတွက်အထောက်ပံ့ကောင်းလေးတွေဖြစ်တည်လာလိမ့်မယ်ဗျာနော်ဆိုတော့အဲတနင်္လာတန်သမီးတွေအဲငယ်ရွယ်သူတွေပညာရေးနဲ့ပတ်သက်ပြီးလှုပ်ဖြစ်အောင်လုပ်နော်အမရအားကောင်းလို့ ရှစ်ပုံရှစ်ကကြီးမားတဲ့သူတွေဆိုဒီဒီပရကာလမှာထီစုကြီးပေါက်တယ်လို့ပစံအဆုလိုက်ပြန်လိုက်ဝင်လာတတ်တဲ့ကိန်းရှိတဲ့အပြင်အအမွေနဲ့ရတာမျိုးတွေမြေတွေပါတွေဝင်လာမျိုးတွေအဲ့ဒါမျိုးကအစားရတတ်တဲ့ကိန်းရှိတော့လေကျွန်တော်လေးအားကောင်းတယ်အဲ့ဒီမှာစိတ်ကိုအတက်နိုင်ဆုံးလေးတက်နိုင်ရှင်လေးထားပါအဲ့ဒါဆိုရင်ပို့ပြီးတော့ကောင်းတာပေါ့လေမမဟုတ်လို့ရှိရင်ဝင်လာမဲ့ငွေလေးတွေလက်ပိတ်တာမျိုးလေးတွေဖြစ်တယ်လို့နော်ဇွန်လ26ရက်30ဇူလိုင်လ2ရက်အဲ့ရက်တွေမှာတော့ကြုံရတဲ့ပြဿနာအခက်အခဲတွေကိုအောင်မြင်စွာကျော်လွှားနိုင်စွာရှိတယ်ငွေချင်းနဲ့ပတ်သက်ပြီးစီးပွားဥစ္စာတွေတက်နိုင်သလောက်ထုံထုံပေါပေါအောင်မြင်မယ်ဆိုတဲ့ကာလလို့ခေါ်တယ် သူတို့ဘာမရနိုင်တဲ့အခွင့်အရေးတွေကိုကိုကရရှိပိုင်ဆိုင်နေမယ်အဲဆယ်နှစ်နေမွေးတဲ့သူတွေကိုဆက်သွယ်မိပြီးတော့ငွေဝင်တဲ့ပြီးတော့ပြည်ပနိုင်ငံသားသွားရတာမျိုးတွေအစားကြုံရတတ်တဲ့ကိန်းရှိတယ်အထူးသဖြင့်ပေါ့လေပြောပြရမမျောနေပဲခီးတွေပါတယ်သွားတတ်တယ်ခီးသွားပြီးပြန်လာပြီးနောက်ပိုင်းငွေကြေးစီဝါလက်လာပါလေးတွေပို့ပြီးအဆင်ပြေလာလိမ့်မယ်ဇွန်လ28ရက်28ရက်29ရက်ဇူလိုင်လ1ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်ရန်အတိုက်ခိုက်ပြဿနာလေးတွေဖြစ်တယ်အိမ်တွင်းရန်တချက်ချက်လေးတွေဖြစ်တဲ့အဲကိုပိုင်စီဝါလေးလို့လို့ရှိရင်အောက်လက်ငယ်သားလေးတွေစန့်ကျင်တော်လန်တာလေးတွေသူတို့ကိုစိတ်တမ်းမကြတော့ပြဿနာဖြစ်တာအခုစီကထွက်သွားတာလေးတွေဖြစ်တဲ့ အိုးအိမ်တွေကထိုင်ခင်းနဲ့ပတ်သက်ပြီးပြဿနာလေးတွေဖြစ်တတ်တယ်။မတည်မြဲတဲ့အနေထားမှုတွေကြောင့်တော့လေတော်တော်လေးတော့ဂရုစိုက်ပေးပါ။ကျမကြီးညံ့လို့ရှိရင်လည်းခုနကလိုအစာမားလို့ရုပ်ပြရလေထိုးလျောက်ဖြစ်တာတွေဝမ်ပြောင်းဝမ်ချော့ဖြစ်တာတွေနော်အဲတိမ်မှာရိတ်တဲ့တာတွေဒါတွေအစားသွားဖြစ်တော့ဂရုစိုက်ပေးပါနော်။အဲ့တော့ဒီကလာမှာကောင်းတဲ့ကံလေးတွေရထောက်ပံ့မှုအပြေအဝရအောင်ပေါ့လေ။အပြာရောင်မိကိုရောင်နှက်ပြာရောင်အဝါရောင်တို့ကိုအဓိကထားပြီးဖို့စဉ်တုံဆွဲပေးရမယ်။ပန်းနေပါလေလူမယ်ဆိုတော့ရွက်လာပန်းမင်းမြုပ်ပန်းပိန်ပန်းရွှေပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ပိုင်တဲ့ဖခင်မှာဖခင်ပန်းကတ်တာပဲဖြစ်ဖြစ် အနေအဲ့ခါလေးမှာအလှပအောင်ထူတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်ကအညံ့လေးတွေกินပြီးကောင်းတဲ့ကံလေးတွေပိုကောင်းရရရနေနဲ့ဘယ်လိုလုပ်ကြမလဲဆိုတော့အဲဆုံးကကြောက်ရတယ်ရဟန်းတန်ကတော့တဘာပါ့ဘောလေအဲပဲနံပြားလေးလောင်းလို့ပူပေးပါနော်အဲ့လိုလောင်းလို့ပြီးတော့ကိုကြုံရတဲ့အဲကိုဖြစ်ချင်တဲ့ဆန္ဒလေးကိုလေးလေးနက်နက်လေးတောင်းစုပြုပါအဲတေချာပေါက်အဆင်ပြေလာလိမ့်မယ်နော်ပဲနံပြားလေးလောင်းလို့ပေးလိုက်ပြီးတော့ကျွန်တော်ထဲအညံ့လေးတွေกินအောင်လေဘာလုပ်ကြလဲဆိုတော့ညက်နေဆောင်လေးတစ်ခုမှာကြောက်ပြုတ်လေးကိုလမ်းပေးရစားမယ်တောင်းမယ်ဖြစ်တဲ့ခွေးလေးတွေကို ကျွေးပြီးတော့လေအဲကို့မှာကြုံရတဲ့အညံခက်လေးတွေပြအောင်ဆုတောင်းပေးလိုက်အဲ့ဒါဆိုရင်အညံလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းသွားပါလိမ့်မယ်တနေ့ကသာသမီအားလုံးစိတ်အချမ်းသာခြင်းကိုကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်